မိတ်ဆွေတွေရဲ့ဘဝမှာပေါ့နော်ကိုကတနေရာကိုသွားတဲ့အခါကိုမရောက်ခင်ကိုရဲ့ကိုဘွားကကြုံရောက်နေရဖြစ်ရမျိုးကိုကြုံချလာအဲ့လိုမျိုးကြားရတဲ့ဆိုလို့ရှိရင်ရောယုံကြည်ပါမလားကိုမရောက်ခင်မှာ7မိနစ်15မိနစ်လောက်မှာကိုကြုံရောက်နေရလို့တခြားသူတွေကမြင်ရတာမျိုးအတန်တွေကြားရတာမျိုးစသဖြင့်ဒီလိုအရာမျိုးကိုကျွန်မစာပြီးကြုံတွေ့ခဲ့ရတယ် မင်္ဂလာပါကျမ inner harmony line ပို့ရရ life coach energy healer ပို့ရရဖြစ်ပါတယ်ကျမဘွားမှာကျမကြုံတွေ့မှုရဲ့ကျမရဲ့အတွေ့အကြုံကြီးပေါ့နော်ဒီຢာတွေအားလုံးကိုဒီ story လေးတွေကိုကျမမျှဝေပေးခြင်းနဲ့အတွက်အပတ်စဉ်စနေနေ့တိုင်းမှာ let me tell you ပြပြပြစီဆိုတဲ့အစီအစဉ်လေးကိုပြုလုပ်ပေးသွားဖို့ရှိပါတယ်ကျမရဲ့ဘွားမှာအဆောင်အရှောက်ပုံကိုကြီးပေါ့နော် divine လို့ခေါ်တဲ့အဆောင်အရှောက်ပုံကိုကြီးနဲ့ပတ်သက်တဲ့အတွေ့အကြုံကြီးကျမတို့ကြားထဲမှာရှိနေ connection တွေဒီအရာလေးတွေကိုမျှဝေပေးဖို့အတွက်ကျမရဲ့ story လေးတွေကိုနားထောင်ပေးဖို့အတွက်ဒီအစီအစဉ်လေးကိုပြုလုပ်ခြင်းဖြစ်ပါတယ် ကျမမျက်စိနဲ့မြင်မှရုံတက်ပြီးတော့မှ logical thinking တအားများတဲ့လူတွေမှာပါပါတယ်။မိတ်ဆွေတွေရဲ့ဘဝမှာပေါ့နော်။ကိုကတနေရာကိုသွားတဲ့အခါမှာကိုမရောက်ခင်ကိုရဲ့ကိုဘွားကကြုံရောက်နေရဖြစ်ရမျိုးကိုကြုံမှုကြလား။အဲ့လိုမျိုးကြားရတယ်ဆိုလို့ရှိရင်ရောယုံကြည်ပါမလားပေါ့။ကျမဘဝမှာအဲ့ဒါနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပထမဆုံးစပြီးကျမမျှဝေပေးခြင်းပါ။ကျမအလေနဲ့ចောင်းလို့ဘွားလောက်ကကျမအမေကဖះရသွားတယ်ပေါ့နော်။အမေကအမ်အမေရဲ့အကြောင်းကိုအနေနဲ့ပြပြရမယ်ဆိုရင်အမေကဘာသာရေးရန်လုပ်တယ် အဲဒိတ်ထန်လောက်တာတွေတမထတွေတရားထိုင်တာတွေစသဖြင့်ပေါ့နော်အဲ့ဒါမျိုးတွေသူအရင်လောက်တဲ့ချိန်မှာပါတယ်အဲ့တော့အမေကဖះသွားတဲ့ခါကြလို့ရှင်လေသူကဒီအဲယောဂီပေါ့နော်အဖြူညိုဒါမှမဟုတ်လေအပေါ်အောင်ညိုစသဖြင့်သူကအဲ့လိုမျိုးလေးဝတ်လေရှိတကယ်ကြတော့အမေဖះပြန်လာမယ့်အချိန်မှာပြန်လာတာကိုကျွန်မမြင်လိုက်ဒါပေမဲ့ကျွန်မဟိုးနောက်ကနေလှမ်းကြည့်လိုက်တဲ့အချိန်မှာအမေကခြံတကားဘောမှာယက်နေတာကိုကျွန်မမြင်လိုက်မြင်လိုက်တော့အော်မေးပြန်လာပြီပဲဆိုပြီးတော့ကျွန်မပြောပြီးတော့ဒီမှာကျွန်မဖတ်မကြုံမိဘူးပေါ့နော်ကျွန်မလှုပ်လက်စာကိုပြီးအောင်လှုပ်တယ် ဒါပေမဲ့ခဏနေရောကျွန်မပြန်ကြည့်တဲ့အချိန်မှာကျွန်မမိကဝင်မလာသေးဘူးပြီးတော့မတွေ့တော့ဆိုတော့ကျွန်မအမေကိုမြင်လိုက်တဲ့အချိန်နဲ့ပြန်ကြည့်လို့မတွေ့တော့တဲ့အချိန်က7မိနစ်သုံးဖို့15မိနစ်အဲ့လောက်ပတ်ချာလေးအတွင်းမှာ7မိနစ်လောက်တွေမှာရှိလောက်မယ်အချိန်နဲ့ပေါ့နော်အဲ့ဒါနဲ့ဟာစောစောလေးရင်ပြန်လာတော့မြင်လိုက်တယ်မလို့ဖြစ်သွားတာလေပေါ့နော်မတွေ့ဘူးဆိုတဲ့အချိန်ကျတော့ဟိုအဲ့7မိနစ်လောက်ပေါ့နော်အဲ့လောက်ကြာကြာမှာပဲအမေကတကယ်ပြန်ရောက်လာတယ်အဲ့ကျွန်မအမေကိုမေးရပေါ့နော်မေးအခုမှပြန်ရောက်လာတာလားလို့မေးရော ဟုတ်တယ်အခုမှဝင်လာတာလို့ပြောတယ်။ကျမအဲ့တုန်းကတော့အယမ်းတတိမထားမိဘူး။နောက်ပိုင်းမှာကျမဒီအရာကိုလေ့လာကြည့်ရဲ့အခါမှာဒါကဘာတော့ကလို့ခေါ်တဲ့ကိုကဲကိုဘွားပဲပေါ့နော်။အဲကိုမရောက်ခင်မှာ7မိနစ်15မိနစ်လောက်မှာကိုကြိုရောက်နေရလို့တခြားသူတွေကမြင်ရတာမျိုးအတန်တွေကြားရတာမျိုးစသဖြင့်ဒီလိုအရာမျိုးကိုကျမစာပြီးကြုံတွေ့ခဲ့ရတယ်ပေါ့နော်။ကျမရဲ့အမေကကြတော့သူကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဘဝမှာ mission တစ်ခုအနေနဲ့ပါလာရရရှိရပေါ့နော်။အဲ့ဒါဘာလဲဆိုတော့အမေကဒီသူ့ဘေးနားမှာရှိနေတဲ့ဟို သူ့နဲ့ဘယ်လိုပြောမလဲအဆက်အဆက်ရှိရဲ့ခုနှစ်ရက်သားသမီးကိုကဲတင်ပေးရတဲ့ကိုညီပေးရတဲ့အလုပ်ကိုလုပ်တယ်အမေကတက်30ကျော်လောက်မှတွေက6 cents ပေါ့နော်ဟိုအချားမြင်လိုမျိုးရတယ်အကျမဘာလို့ကုညီရဲလို့သုံးလဲဆိုလို့ရှင်ကျမမိသားစုစီးပွားဖြစ်လုပ်ခဲ့တာမဟုတ်ဘဲနဲ့အအခကြိမ်ကြီးတကူမှမယူဘဲနဲ့ကုညီခဲ့တာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အမေကအဲ့လိုလုပ်တဲ့အခါကျတော့ကျမတို့အိမ်ရဲ့ဟိုဖခင်ကြောင်းဆောင်အပြင်ပေါ့နော်ဖခင်ခန်းကတဖြည်းဖြည်းကျေလာတယ်ဖခင်ခန်းကြီးလာတယ်ပေါ့နော်ဖခင်ခန်းမှာဒီအမေနဲ့ပတ်သက်တဲ့ ဟိုအဆောင်ရှောက်တွေဒီပုံကိုရင်းနဲ့ပတ်သက်တဲ့ရုပ်ထုတွေဒါမျိုးတွေတခြားသူတွေကလာလှူကြရရှိတယ်။ကျမကအမေကိုကူညီတဲ့အနေနဲ့ဖျားခဲဝေယဝစ်စာတွေလုပ်ပေးတယ်။ဒါမဲ့ကျမတခါမှစုတောင်းတာတို့စသဖြင့်ပေါ့နော်ကျမဘာမှမလုပ်ဘူးပေါ့နော်။အဲ့တော့အဲ့လိုပဲနေနေရာကနေပြီးတော့တည့်ရကြတော့အာကျမစာချက်နေရပေါ့နော်။ကျမစာချက်တဲ့အခန်းနဲ့ကျမတို့ဖျားအခန်းနဲ့ကကတ်တယ်ပေါ့နော်။ပြတော့ကျမဖျားခဲနေရနေ အတန်ကြာအတန်တခုကြာတယ်ကျွန်မဖျားရှုပ်ကိုနေတဲ့အတန်လိုမျိုးပေါ့နော်ကြားရတဲ့ခါကျတော့ကျွန်မစိတ်ထဲမှာတွားကြည့်ခြင်းစိတ်ပေါ်လာတယ်တကယ်ကတော့တဲ့ရောက်ဖျားရှုပ်ကိုနေမှာပဲလို့ဟိုမထင်လိုက်ပဲနဲ့ကျွန်မစိတ်ထဲမှာအမေရှုပ်ခိုးနေရလားမသိဘူးလို့ထင်မျိုးကျွန်မထွက်ကြည့်ရတဲ့အချိန်မှာလုံးဝ amazing ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့အဲဝတ်ထားတာကတော့ယောဂီပဲဒါပေမဲ့ကျွန်မအမေမဟုတ်ဘူးကျွန်မအမေမဟုတ်သလိုအိမ်မှာရှိတဲ့အိမ်သားတွေလည်းတယောက်မှမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ ူ့ရဲ့ကိုရောင်ကိုဝါပေါ့နော်သူ့ရဲ့အသားကြီးကအရန်ကို shining ဖြစ်လောကြီးရဲ့အတွက်ကျွန်တော်တို့အိမ်သားမဟုတ်ဘူးအဲပြောရရင်တော့ကျွန်တော်တို့ dimension ကမဟုတ်ဘူးဆိုတော့ခံစားလိုက်ရတယ်အဲ့ချိန်မှာကြောက်လဲကြောက်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဒိုင်းငနဲ့ကျွန်မအတွေ့အမှာဘာဝင်သွားလဲဆိုတော့ငါပေါ့နော်တခါမှဒီအဆောက်ရှောက်ပုဂ္ဂိုလ်ကြီးရှိတယ်ဆိုတဲ့ဟာမျိုးကိုအယုံကြည်မရှိခဲ့ဘူးအဲ့ဒါကြောင့်မို့လို့သူတို့ရှိတယ်သူတို့ဆောက်ရှောက်နေရဆိုတော့အော် notice ဖြစ်စေချင်လို့များ ကြတာလားမသိဘူးဆိုတဲ့ဟာမျိုးနဲ့ကျွန်မစပြီးသတိထားမိရပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်မဝေယဝန်းစားလုံးနေနေအမ်ဆုတောင်းတာမျိုးတွေရှိရယ်နောက်ပိုင်းမှာကျွန်မအမျှပေးဝေတာတွေအရန်လုပ်တယ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်မဘလို့သတ်မှတ်ထားလဲဆိုလို့ရှိရင်တို့နဲ့ကိုနဲ့ဈားထဲမှာရှိနေတဲ့ connection ကကိုရေပြုတ်လို့တဲ့ကုသိုလ်ကောင်းမှုကိုအမျှတမ်းပေးဝေရယ်ဆိုရင်သူကျင့်တတ်မှာပဲဆိုတဲ့ဟာမျိုးကျွန်မခံစားမိရယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့အမျှတမ်းပေးဝေရယ်ဟာလေးကိုကျွန်မလုပ်ဖြစ်တယ်ပေါ့နော်ပုံမှန်အဲ့တော့ အဲ့လိုမျိုးလုံးနေရင်းနဲ့တည့်ရကြတော့ပေါ့နော်အဲကျွန်မကဟိုဘာလောက်ရောက်သွားပြီပေါ့อืมจม่าตักกระโดดตันနေရဲ့အချိန်ပေါ့เนาะအိမ်မှာကျွန်တော်ကအမ်နိုင်ငံသားဆောင်ပွဲတစ်ခုဖြည့်တယ်အပြင်တင်တန်းပေါ့เนาะဖြည့်တယ်အဲ့ဒါကသွားနိုင်ငံသားငွေနဲ့ဆောင်ပွဲကြီးတွင်းရမယ်ဆိုတဲ့အချိန်မှာကျွန်တော်တက်ကတူကလည်းဖွင့်နေပြီဟိုကျွန်တော်တို့တက်ကတူကရွာသားကြီးမှာစီးပွားရေးတက်ကတူကရွာသားကြီးထီသွားတော့အဲ့ဒီမှာ tutorial လည်းရှိရဲ့ ဆိုတော့ကျွန်မအဲ့နေရာအလုတ်ရှုပ်တဲ့နေပေါ့နော်။ကျောင်းမဖြစ်မနေသွားရမယ်နေပေါ့နော်။ဆိုတော့အဲ့ဒီနေမှာပဲကျမတို့ဆောင်ပွဲကြီးသွင်းမယ်ဆိုတော့ငွေကိုပေါ့နော်။အဲ့ဒီခေတ်ကကြာတော့ဟိုဒေါ်လာကိုအစိုးရဈေးနဲ့တဝက်တီတီပေါ့နော်။ဆောင်ပွဲကြီးသွင်းမယ်တဝက်တီတီကိုအစိုးရဈေးနဲ့ပေးရမျိုးရှိတယ်။ဆိုတော့အဲ့ဒီအစိုးရဈေးနဲ့ပေးတဲ့ဟာကိုရဖို့လို့ကျမတို့ form လေးတင်ရတယ်။အဲအဲ့ဒီအစိုးရဌာနပေါ့နော်။အိမ်မှာသွားပြီးတော့ကျမတို့ form တင်ရတယ်။ form တင်နေဆိုတာဒီလိုမျိုးပေါ့ကျမတို့ဒီဟာကိုအစိုးရ အဲထုတ်ပေးတဲ့ rate နဲ့ပေါ့နော် rate နဲ့ဒီ web phone ကိုဝယ်ကျင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်နာမည်စင်းပေးရတယ်ပေးပြီးသွားတဲ့ခါကျရင်အဲ့ဒီကိုက form လေးကို make တူဆွဲရတယ်အဲ့ဒီ form လေးကိုယူထားပြီးတော့သူ့ရဲ့ process ကဘယ်လိုလဲဆိုရင်အဲ့ဒီအဲဟိုပါနော်ဒီဟို payment နေမှာငွေပတ်စံဝယ်ရမယ့်နေမှာဟို form လေးကိုကိုကကင်ထားကိုကို copy ဆွဲထားတဲ့ form လေးကိုကကင်ထားကိုနာမည်ခေါ်တဲ့ခါကျရင်အဲ့ဒီ form လေးကိုပေးလိုက်ပေးပြီးတော့ရပြီဆိုရင်ကျွန်တော်နောက် counter မှာအဲငွေဝယ်လို့ရပြီဆိုသူတို့ထုတ်တဲ့ rate နဲ့ကျွန်တော်တော့ဝယ်လို့ရတယ် ဒါပေမဲ့ဘာလဲဆိုတော့အဲ့ဒီ process ကအဲ့လိုလုပ်ရပေမဲ့အဲ့ဒီဌာနမှာလုပ်တဲ့သူတွေကအင်မတန်ပြောလို့ဆိုလို့ခက်တဲ့ထဲမှာပါတယ်အင်မတန် on hit ပြီးတော့ပေါ့နော်အဆင်မပြေရရင်များတယ်အဲ့တော့အဲ့ဒီနေ့ရလဲကျွန်မအကြောင်းကိုမဖြစ်မနေသွားမယ်နေဖြစ်နေရဲ့အတွက်ကျွန်မဟာဒီပတ်စံသွားဝင်မဲ့ကိစ္စတော့ကျွန်မသွားလို့မရတော့ဘူးအကြောင်းကိုသွားရမယ်ဆိုတော့အဲ့တော့အမအိုကျွန်မရဲ့အမအိုဒီဟာလေးဝယ်ပေးဖို့ပေါ့နော်အဲသူသွားပြီးတော့ဟိုဟာ form လေးသွားပေးပြီးတော့တန်းစီပြီးတော့ဝယ်ဖို့ဆိုပြီးတော့ကျွန်မအကူညီတောင်းတော့သူကသူ့လုပ်ပေးမယ်ပေါ့ ဒါပေမဲ့အဲ့ဒီမှာစိတ်ထဲမှာဘာဖြစ်လဲဆိုတော့ကြောင်းမသွားခင်မှာအဲအဲ့ဒီရှမ်းနဲ့ပတ်သက်တဲ့ရှမ်းဆက်ပေါ့နော်ဒီအမတော်စီမှာသူကဆူတောင်းလိုက်တယ်ဒီဥွေကြီးကိုပေါ့နော်ဒီအစိုးရရိတ်နဲ့ဝယ်မဲ့ဟာကိုအစင်ပြေပြေချောချောမွေ့မွေ့နဲ့ဝယ်လို့ရပါစီပေါ့နော်အစင်ပြေပါစီဆိုသူကဆူတောင်းပြီးတော့ကြောင်းသွားလိုက်တယ်အဲ့တော့သူကတော့ဝယ်ပေးမဲ့အမကလည်းသူဆူတောင်းသွားတယ်အဲ့လိုနဲ့လူရောက်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့သူတို့ရဲ့ခမင်းစားနားချိန်ပေါ့နော်ခမင်းစားနားချိန်ဆိုတော့သူကဟိုဟာအဲ့ တပိုင်းอ่ะအဲ့နေကနောက်ဆုံးနေပေါ့နော်သူပိတ်လိုက်ပေါ့ဆိုတော့အမကနောက်ကြွားသွားတာပေါ့နော်နောက်ကြွားသွားတော့သူပိတ်လဲပိတ်လိုက်ကိုသူရောက်သွားတဲ့အချိန်မှာပြီးသွားပြီဆိုတော့သူကဟာဒုက္ခပဲပေါ့နော်ပြီးသွားပြီလားဆိုတော့အဲ့အချိန်မှာသူကနမ်းမေးသွားမေးသွားမေးမင်းတော့မေးကြည့်လိုက်အောင်မဲဆိုတော့သူကသွားမေးရောကောက်တာမှာအဲ့တော့မေးတဲ့အချိန်မှာဟိုကျမနမ်းမေးကိုသူကမေးတာပေါ့နော်အဲ့တော့ဒီနမ်းမေး ပါသွားပြီလားရင်ခေါ်ပြီးသွားပြီလားကျွန်တော်နည်းနည်းလေးနောက်ကျသွားလို့ပါဆိုတော့သွားနေမဲ့သွားမိရေပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီဌာနကနေပြီးတော့မှ deform ကိုယူပြီးတော့မှဟိုဘက်ကိုခက်ပြောင်းမိတဲ့ဌာနကလူကကျွန်တော်အမအုံမြင်တဲ့အချိန်မှာဘသူလဲနာမည်ပြောလို့ပြောတဲ့အချိန်မှာသူကလည်းကျွန်တော်နာမည်ကိုပြောလိုက်တယ်အဲ့ဒီနာမည်ပေါ့နော်အဲ့တော့အဲ့လိုပြောလိုက်တဲ့အချိန်မှာအဲ့လူကဘာပြန်ပြောလဲဆိုတော့ကျွန်တော်အမတော်တော်လေးအံ့အားတဲ့သွားစီရေပေါ့နော် သူပြန်ပြောလိုက်တဲ့စကားအဲ့နာမည်ကခေါ်ပြီးသွားပြီလေရှေ့ရယ်ဆိုပြီးတော့ဒီမှာ form တော့ပေးပြီးသွားပြီဘယ်နှခါ form နေဘယ်နှဆောင်ပေးနေရလဲလို့မေးလိုက်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာအဲ့ဒီ form ပေါ့နော်အဲ့ဒီ copy ကူးထားတဲ့ form ကကျွန်မအမလက်ထဲမှာရှိတဲ့တစောင်ကတစောင်လေးပဲရှိတဲ့ form ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်မအဲ့ဒီစာပေကို copy ဆွဲတဲ့အချိန်မှာဟို ကျမလက်ထဲမှာလည်းအကျွေပေါ့နော်အကျွေကအဲ့လောက်ပဲရှိလို့ဆိုကျမတို့မမှန်ရဒစောင်ပဲပဲလေးပေးရမှာဖြစ်တဲ့အတွက်မလိုဘူးလေဆိုပြီးတော့မှနှစ်ယောက်တူတူသွားဆွဲရပဲသူနဲ့အဲ့ဒါဒစောင်ပဲဆွဲလိုက်တယ်ဆိုတော့စဉ်းစားရကကျမနာမည်ကိုခေါ်တဲ့အချိန်မှာဟုတ်ပြီကျမကိုသိရလူတယောက်ကရှိပါတယ်လို့ပြောထားပေးသည့်တိုင်အောင်တော်မှ form ကဒီလူရဲ့ဝန်ထမ်းရဲ့လက်ထဲကိုရောက်နေကြအောင်မရှိဘူးဘာကြောင့်လဲဆိုတော့ form ဒီဒစောင်ထဲပဲရှိရယ်ကျမတို့လက်ထဲမှာပဲရှိရယ် form တခြားအပြင်လူစီမှာဒီ form ရှိကြကြအောင်မရှိဘူးပေါ့နော်အဲ့တော့သူကမှ and over ပြီးတော့သူ့လက်ထဲမှာရှိနေတဲ့ form ကဟုတ်ရဲ့လားလို့သူကြည့်လိုက်တဲ့အချိန်မှာအဲ့လူကသူ့လက်ထဲမှာရှိတဲ့ form ကိုဖြဲလိုက်ပြီးတော့ကျမအမပေးတဲ့ form ကိုယူလိုက်ပြီးတော့ form တွေရတယ်နှစ်ခုသုံးခုပေးမနေနဲ့လို့သူကပြောပြီးတော့ form ယူလိုက်ပြီးတော့သွားတယ်မြန်မြန်သွားထုတ်ခုဘက်မှာပတ်စံဝယ်လို့ရပြီဆိုပြီးသူကပြောလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ process ကကျမဘုရားမှာအမှတ်မှတ်ရရနဲ့ကျမအတွက် America တခုဖြစ်ခဲ့တယ်နောက်ပြီးတော့ကျမစတင်ပြီးတော့ ဒီအဆောင်ရှောက်ပုံကိုယူကျွန်မယုံကြည်လာတယ်ပေါ့နော်အဲ့တော့ဒါကအဲကျွန်မကပေါ့နော်အခုဒါကျွန်မကိုဆောင်ရှောက်တဲ့ပုံစံရင်အရှိရာတစ်ခုကကြတော့ကျွန်မတကယ့်ကိုအပြင့်မှာပေါ့နော်မျက်မြင်ကိုတွေ့မြင်ခဲ့ရတဲ့ဖြစ်စဉ်ရင်ကျွန်မဒီစတိုရီလေးကိုညှက်ဝေပေးတာဖြစ်ပါတယ်အဲ့တော့အခုကြည့်ရှုနေတဲ့သူတွေထဲမှာရောကိုယ့်ရဲ့ဘဝမှာပေါ့နော်အဆောင်ရှောက်တွေနဲ့ပတ်သက်ပြီးတော့ဒီ divine ပေါ့နော်အဆောင်ရှောက်တွေနဲ့ပတ်သက်ပြီးတော့များအတွေ့အကြုံရှိရဆိုလို့ရှိရင်ကျွန်မလည်းစိတ်ဝင်စားပြီးတော့သိကျင်တဲ့အတွက်အောက်က comment လေးမှာ mention ထားပြလို့ရပါတယ် နောက်ပတ်စနေနေ့မှာလည်းကျမနဲ့ကျမရဲ့အဆောင်ရှာပုဂ္ဂိုလ်ကြီး Divine နေနဲ့ကြားထဲမှာရှိနေတဲ့ connection ကြီးကျမရဲ့အတွေ့အကြုံတွေကိုဆက်လက်ပြီးတော့မျှဝေပေးသွားအောင်မှာဖြစ်လို့ဒီ season လေးတွေကိုစိတ်ဝင်စားစောင့်ကြည့်နေတယ်ဆိုရင်ကျမရဲ့ Inner Harmony by Boyi channel လေးကို like and subscribe လုပ်ထားပြီးပို့ request လုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်